Sky Daily ကြည့်ရှုသူ မိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့22ကြိမ်မြောက်စူချင်းမြင့်ပွဲနဲ့ကျောင်းဖြော်ပြပွဲအမျိုးသားကားစက်ရုံတွင်ကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ SDEC International School မှာ22ကြိမ်မြောက်စူချင်းမြင့်ပွဲနဲ့ကျောင်းဖြော်ပြပွဲကိုရှမန်နီနိုဝင်ဘာလ25ရက်မွန်းလွဲ2နာရီက ရန်ကုန်တိုင်းဒေသကြီးတကုံမြို့နယ်မြို့မကျောင်းလန်းရှိ အမျိုးသားကားဆက်ရုံမှာကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါ SDEC International School က22ကြိမ်မြောက်စုချင်းညင်ပွဲနဲ့တောင်းဖြော်ပြုပွဲကိုရန်ကုန်တက္ကသိုလ်ပမောက္ခချုပ်ဟောင်းဒေါက်တာဦးဖိုးကောင်းနဲ့ဖိတ်ကြားထားသောဧည့်သည်တော်များကျောင်းသားကျောင်းသူများမိဘများတောင်းအုပ်ထိန်သူဆရာဆရာမများစုံလင်စွာတက်ရောက်ခဲ့ပြီး သီးသန့်ပညာရေးဘုတ်အဖွဲ့ကရွေးချယ်ထားတဲ့အံအားသင့်ပွဲ ထူးချွန်စုများကို SDEC International School တွင်တက်ရောက်သင်ကြားလျက်ရှိတဲ့အုတ်ထိန်သူမိဘများရှိမောက်တွင်စုများကိုထိုက်တန်စွာချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားတွင်အရေးချင်းရှိတဲ့ចောင်းသားចောင်းသူများရဲ့အံ့ဖွယ်ပညာရေးနဲ့ အဟုသုဒရပွဲကစားမှုများနဲ့ဖြောပြေတင်ဆက်မှုများအပြင်တိုင်းသာရိုးရာအကအလာတဘာဝနဲ့တိုက်ကွန်းတို့အဆရှိတဲ့နိုင်ငံတကာထူးခြားဆန့်သစ်တဲ့တလီထုံတန်းလမ်းစဉ်များဖြင့်ဖြောပြေတင်ဆက်ပေးခဲ့ပြီးစုရចောင်းသားចောင်းသူများကို SDEC International School မှចောင်းអုပ်ထင်းသူများရန်ကုန်တက္ကသိုလ်ပေါင်းပေါက်ခါချုပ်ဟောင်းဒေါက်တာဦးဖိုးကောင်းနဲ့ တပ်ဆိုင်ရာတာဝန်ရှိသူများကစုများကိုအသီးအသီးပေးအပ်ချင်းမြင်ခဲ့ပါတယ်။ ျွန်တော်နာမည်ကမြန်မာလူဆရာဦးတွင်ဝင်းဖြစ်ပါတယ်အင်္ဂလိပ်လိုဆရာ Wilfred လို့ခေါ်ပါတယ်ကျွန်တော် STD ကျောင်း Management Team မှာ Communication and Information Coordinator အဖြစ်တန်ကြိုင်းနေဆက်သွယ်ရေးတာဝန်ခံအဖြစ်ကျွန်တော်တာဝန်ယူထားပါတယ်တို့ဒီနှစ်ပတ်လည်စုနင်းတပင်းနေကျင်းပတာတော့အချိန်ချင်းရှိပါပြီဒါဟာ20နဲ့2ချိန်မြောက်ဖြစ်ပါတယ် 22nd Awards Ceremony ဖြစ်ပါတယ်ဒါပေမဲ့မြို့သားကားစင်ရုံမှာကျင်းပကြရတော့ကျွန်တော်တို့ကျောင်းတမိုင်းမှာဒါပထမဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အရင်ဟိုတယ်ကြီးတွေမှာကျင်းပတယ် ကျောင်းမှာကျင်းပတဲ့အခါမျိုးမှာကျတော့အတန်းအလိုက်ခွဲပြီးကျင်းပရတယ်။ဥပမာကျွန်တော်တို့ nursery ကနေပြီးတော့ပေါ့ပေါ့ year 1အထိဆို preschool preschool graduation တက်တက်တခါ ITCS ကျောင်းသားတွေအတွက် graduation တက်တက်ပေါ့နော်။ဆိုတော့ကျွန်တော်ဒီတစ်ခေါက်မှာတော့ဒီမှာကျင်းပရတဲ့ကျင်းရွယ်ချက်က preschool nursery to ITCS ကျောင်းသားတွေအားလုံးပါဝင်စေချင်တာဖြစ်ပြီးတော့ဒါဒီပွဲမှာကျွန်တော်တို့ကစု16မျိုးကျောင်းသားတွေချီးမြှင့်သွားမှာဖြစ်ပါတယ်။ Academic Club ကနေရွေးချယ်တဲ့စု16မျိုးပေါ့နော်။စီကန်တိတ်ဝဲမှုစသဖြင့်ငါပညာရေးတော်ညီမပညာရေးမှာထူးချုံမှုနောက်တစ်ခုကပါခေါ်မလဲဆိုရင်ကျွန်တော်တို့စီကန်ကောင်းမွန်လိုက်နာမှုစသဖြင့်အဲ့လိုစုအားကစားစုလည်းပါတယ်။နော်အားကစားသမားကောင်းစုနောက်နောက်တစ်ခုကတန်ရှင်းသောအားကစားသမားစုအဲ့လိုစုတွေလည်းကျွန်တော်တို့ပြင်မှာဖြစ်ပါတယ်။ကျွန်တော်ရဲ့ SDEC အကြောင်းကို1996ခုနှစ်မှာကျွန်တော်တည်ထောင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်မှာကျွန်တော်ငွေရတုတပင်တိုင်ခဲ့ပါပြီ အဒီအခမ်းအနားလည်းပြောမယ်ဆိုရင်ကျွန်တော်ရဲ့ငွေယူတစ်တပယ်နဲ့ကျွန်တော်နှစ်ပတ်လည်အခမ်းအနားတစ်ခုပေါ့နော်ကိုဗစ်ကာလမှာတော့ကျွန်တော်ခက်တာနားလိုက်ရတယ်။ကျောင်းရဲ့25ကျော်26နှစ်ကိုချင်းနေဝင်ရောက်နေပြီဖြစ်တော်လည်းပဲဒါ22ကျင်းရောက်စနေတပင်ဖြစ်ပါတယ်။ကျွန်တော်ကျောင်းမှာ nursery ကနေပြီးတော့စတင်တက်ရောက်နိုင်တာဖြစ်ပြီးတော့ကျွန်တော် international school ဖြစ်တော်ညာလည်းပဲကျွန်တော်ကျောင်းဒီအင်္ဂလိပ်စာကိုအရင်အခြေခံထားတယ်တို့တော်လည်းကျွန်တော်တို့ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနတင်ယုံညွှန်းတဲ့အနိုင်အညီမြန်မာစာအုပ်လည်းတင် जा ပို့ချပေးတဲ့အကြောင်းဖြစ်ပါတယ်။အဲကျွန်တော်တို့ကဒီကလေးတွေကိုကျွန်တော်တို့ကလေးတွေကိုဖြစ်ပညာလည်းတက်ရမယ်။လူကျူလူမှုနဲ့လည်းဖြစ်ရမယ်။တွားတဲ့နေရာတိုင်းမှာလူတိုင်းကြိုဆိုတဲ့ကလေးတွေဖြစ်အောင်ဇာတိတပိုင်းဟဲ့လားညာနာပိုင်းအပိုင်းပိုင်းပေါ့နော်ကာယပိုင်းစသဖြင့်အပိုင်းပိုင်းကိုကျွန်တော်တို့အကောင်းဆုံးရုပ်ထောင်လေ့ကျင့်ပေးနေရဖြစ်ပါတယ်။ဟုတ်ကဲ့။ဒီနေ့ကျွန်တော်တို့ကျွန်တော်ပွဲတာဝန်ကျင့်ပရေးတာဝန်ခံအနေနဲ့ကျွန်တော်ပြောပြရမယ်ဆိုရင်တော့ကျွန်တော်တို့စုတွေချိမြင့်မယ်။ ျွန်တော် principal မိန့်ခွန်းပြောမယ်နော်သူ့အမျိုးမျိုးချင်းမြင့်မယ်နောက်ပြီးတော့ကျွန်တော်တို့အတန်းအတီးတီးရကလေးတွေ performance လေးတွေပညာပေးပြဆက်ကလေးတွေမြန်မာပြဆက်ကလေးတွေလည်းပါတယ် English ပြဆက်လေးတွေလည်းပါတယ်နောက်ကလေးတွေတီးဆိုးပြောပြတီးခတ်တင်ဆက်မှုနောက်ကျွန်တော်တို့ရဲ့တိုက်ကွန်ဒိုကျောင်းသားတွေထုချုံမှုဒီနေရာမှာကျတော့ကျွန်တော်တို့ဘောလုံးအရေးအသွေးပြဖို့အဆင်မပြေဘူးဒါပေမဲ့တိုက်ကွန်ဒိုကလေးတွေကျတော့သူတို့ရဲ့အရေးချင်းလေးကိုပြသဖို့အဆင်ပြေတဲ့အတွက်တိုက်ကွန်ဒိုကျောင်းသားတွေလည်း demonstration လက်တွေလုပ်ပြမှာဖြစ်ပါတယ် ဒီစုကတာမန်နှစ်ပတ်လေကျွန်တော်ဘယ်လိုခေါ်မလဲအောင်စင်းထွက်တဲ့ပုံစံမျိုးမဟုတ်ပဲလေဒါဟာကျွန်တော်တို့တောက်ဆောက်ကလေးကို observation လုပ်လာတယ်လေ့လာလာပြီးတော့မှသူတို့ ਨੇ ထိုက်တန်လဲဆိုရုပ်တရက်ကြီးညာပေးလိုက်တာဖြစ်တဲ့အတွက်သူတို့အတွက်လည်းရင်ခုန်စရာဖြစ်တယ်လို့ကျွန်တော်တို့အတွက်လည်း immediate မှရင်ခုန်စရာဝမ်းမြောက်စရာဖြစ်ပါတယ်ကျွန်တော်တို့ចောင်းကိုမိတိចောင်းသားចောင်းသူမဆိုးเนาะစိတ်ပိုင်းយុបိုင်းចမ်းမပြည့်စုံកောင်းមွန်လဲဆိုလာရောက်တက်ရောက်နိုင်ပါတယ်အကယ်၍ ချုပ်ရင်းချက်ရှိခဲ့မယ်ဆိုရင်တက်ဆိုင်ရဆရာဝန်ရဲ့ထောက်ခံချက်နဲ့တကွလာရောက်တက်နိုင်ပါတယ်ကျွန်တော်တို့ကចောင်းသားចောင်းလူလိုက်ကိုជួសပါတယ်တချို့ဆိုလဲကျွန်တော်တို့ဒီ state ចောင်းတွေကနေပြောင်းလာတဲ့ចောင်းသားတွေရှိသလိုကျွန်တော်တို့ဆိုမှာတခြား international school တွေကလည်းပြောင်းလာတဲ့ចောင်းသားတွေလည်းရှိပါတယ်ចောင်းသားတွေအသက်၃နှစ်ကနေ၁၈နှစ်အထိအဲ့လိုပေါ့ IGCSC ပေါ့ under 18ပေါ့နော်အဲ့အရွယ်အထိကျွန်တော်လက်ခံပေးပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ SDEC ចောင်းဟာပြည်ထောင်စုဝန်ကြီးဌာနနဲ့လူမှုဝန်ထမ်းဝန်ကြီးဌာနရဲ့လမ်းညွှန်မှုအောက်မှာကျွန်တော်တို့နော် လှုပ်ရှားဆောင်ရွက်နေတာဖြစ်ပါတယ်ကျောင်းလည်းပတ်နေတာဖြစ်ပါတယ်တစ်ဖက်ကလည်းကျွန်တော်တို့က Cambridge qualifications နဲ့ညီမျှတဲ့ UK ရဲ့ PSN approved center ဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကဘယ်လိုခေါ်မလဲအချိန်မီလာဆက်သွင်းနိုင်ပါတယ်ကျွန်တော်တို့ဆီမှကျောင်းပြီးသွားတဲ့ကလေးတွေကိုလည်းကျွန်တော်တို့ဒီနေ့လည်းနိုင်ငံတကာမှာเนาะအဆင့်မြင့်တက္ကသိုလ်ကြီးတွေမှာထူးထူးချွန်ချွန်အဲဆက်လက်တက်ရောက်နေကြပါတယ်နောက်ကျွန်တော်တို့ကျောင်းမှာပဲကျောင်းသားလေးဘဝကနေပြီးအခုဆိုဆရာဝန်ဖြစ်တော့ပဲစဲစဲပေါ့เนาะ အဲဒါရိုက်တာတွေကိုယ်တိုင်လည်းသူတို့တာသမီတို့ကျွန်တော်တို့စောင်းပါပဲထားရခင်ဗျ။အကြောင်းပါကျောင်းသားတွေကျောင်းတက်တဲ့အပိုင်းဆင်မက်စတာပိုင်းလည်းမတူကြပါဘူး preschool စင်ဆင်မက်စတာတော့၃ခုနဲ့တွားပါတယ်တွားတစ်နှစ်ပတ်လုံးတက်ရတဲ့သဘောပါပဲနော် year 2 to year 9ကကြောင့်ဆင်မက်စတာ၂ခုနဲ့တွားတဲ့အတွက်ဆယ်လကျောင်းတက်ရပါတယ် IGCSE ကလည်းထိုနည်းလည်းကောင်းပါပဲဆင်မက်စတာ၃ခုနဲ့တွားတဲ့အတွက်နှစ်ပတ်လည်းတက်ပေးရပါတယ်နောက်ကျွန်တော်တို့ဒီညရာဒီဆမ်မွေးတွေကျွန်တော်တို့ပြီးသွားတဲ့အခါကျရင်လည်းပဲကျွန်တော်တို့နော် ပြင်ပကြောင်းအတီးတီးမြည်တိကြောင်းဝမဆိုကလေးတွေကိုကျွန်တော်တို့နွေရာဒီမှာအင်္ဂလိပ်စာနဲ့တင်ချကျွန်တော်တို့တင်တဲ့နေအထုတင်တဲ့နေပို့ချပေးပါတယ်။နောက်အခုဆိုရင်လည်းကျွန်တော်တို့ကဒီ NCC education ပေါ့ NCC education နဲ့ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် NCC level 3 international foundation diploma ကိုရှေ့လာမယ့်လမှာကျွန်တော်စတင်လက်ခံသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကျောင်းကအမှတ်22 24နှမောက်လန်းတွယ်တက်ဘိုးချိုနှစ်ရက်ကွယ်ဗဟန်းမျိုးနယ်မှာရှိပါတယ်။ကျွန်တော်တို့ဆိုလင့်တကူရောက်လာနိုင်ပါတယ်။ ဟိုတယ်စက်တရီယံနဲ့လည်းနီးတယ်လို့ရခင်နမောက်ကျောင်းလို့ခေါ်တဲ့ SITE လို့အခုနာမည်ပြောင်းထားတဲ့စင်ကာပူကျောင်းဘေးမှာရှိတဲ့လမ်းတွေထဲမှာပါကျွန်တော်တို့ကျောင်းဆက်တွေ့မယ်ဆိုရင်တော့ရုံးချိန်အတွက်အရှင်ပြုဆက်တွေ့လို့ရပါတယ်နော်မနေ့9လလေးညနေနေ့လေ3လအထိဆက်တွေ့လို့ရပါတယ်ဖုန်းနံပါတ်တွေလည်းရှိပါတယ်ဖုန်းနံပါတ်ကတော့39645လုံး3224နဲ့3225လို့ဖြစ်ပါတယ်အာညီမကတော့ IGCSE batch 19ကမြတ်စုပိုင်းဆိုလို့ခေါ်ပါတယ် Academic Excellence Award နဲ့ and Courtesy Award ကို ရရှိခဲ့ပါရဲ့ဟုတ်ဟုတ်အပထမဆုံးအနေနဲ့ပေါ့နော် Academic Excellence Award ကိုရရှိဖို့အတွက်အညီမကဟိုစာရီကိုအမြဲတမ်းစူးစမ်းပြီးတော့လုပ်ခဲ့ပါတယ်ဟာအဓိကအကြောင်းရင်းကတော့ BNI မှာဆိုလို့ရှိရင် scholarship ရမှာဖြစ်တဲ့အတွက်အဲ့လိုစာရင်ကျိုးစားမှသာအဲ့လို scholarship ရမှာဖြစ်တဲ့အကြောင်းမျိုးတမီးရလုပ်ခဲ့တာပါရှင်အာနောက်ပြီးတော့ ဲ့လိုအခက်အခဲတွေကလည်းအများကြီးကြုံတွေ့ခဲ့ရပါတယ်ဟို excellent discipline and courtesy award ကိုလည်းရခဲ့ဖို့အတွက်အလူကြီးမိပါတယ်ဆရာဆရာသမားတွေကိုလည်းအမြဲတမ်း respectful behavior နဲ့ပဲအဲ့လိုဆက်ဆံခဲ့ရဖြစ်တော့ကြောင့်မလို့အဒီလို award ကိုရတာကိုဟိုလုံးဝထိုက်တန်တယ်လို့ခံစားလဲရပါရှင့်ဟုတ်ဒီကြောင့်ဟိုအ ရေး5မှာစတက်ခဲ့ရဖြစ်ပြီးတော့အခုဆိုရင်တော့9နှစ်ဖြစ်သွားပြီပေါ့နော် IGCC level ရောက်သွားပြီပေါ့အဲကြားခဲ့တာကတော့တငယ်ချင်းတယောက်စီကကြားခဲ့တာပါသူကလည်းဒီကျောင်းကတော့အဆင်ပြေတယ်စာတွေလည်းတင်တင်ချာတင်ပေးတယ်မေးစရာရှိရင်မသိရရှိရင်လည်းတက်လို့မေးလို့ရတယ်ဆရာမတွေကလည်းအမြဲတမ်းဖြေပေးဖို့အတွက်ရှိရဲဆိုတဲ့ဥစ္စာကိုပြောပြရတဲ့အတွက် ကျွန်တမီးကလည်းအဲ့လိုအဆင်ပြေမယ်ဆိုပြီးတော့ကြွန်လိုက်တာဖြစ်ပါတယ်။အစားဒီကျောင်းရောက်ခဲ့တဲ့အချိန်မှာကိုကိုကိုအရန်စိတ်ပူခဲ့မိရပေါ့နော်။ဒီမှာအဆင်ပြေပါမလားပေါ့။ပြီးလဲပြီးတော့အဲတင်းတရင်နဲ့ဟိုဆရာမတွေတငယ်ချင်းတွေကအဲ့လိုဖော်ရည်တယ်၊စာရှင်းပြတယ်၊စာလဲလိုက်နိုင်လာတယ်။အဲ့တော့တကယ်ပဲဒီနားမှာဒီဒီကျောင်းမှာအဆင်ပြေလို့ခံစားခဲ့ရတယ်။နောက်ပြီးတော့စာရည်လဲပူပူပြီးတော့အဲ တော်လာရဲ့လို့ကိုကိုကိုခန်းစားလိုက်ရတယ်ဆရာမတွေကတေချာရှင်းပြပြီးရဲ့နောက်ပိုင်းမှာညီမလေးကကြတော့အဲ့လိုအဲအဲ့လို real life မှာလိုအပ်တဲ့အဲ့လိုဗာလေနေရာတွေအတွက်မှာအသုံးချမဲ့အဲ scale တွေကိုလိုချင်တာဖြစ်တဲ့အတွက်အဲ line mode မှာရှာကြည့်လိုက်တဲ့အခါမှာဒီကျောင်းမှာအဲ့လိုမျိုး event တွေလုပ်တယ် volunteering တွေလုပ်လို့ရတယ်ဆိုတာကိုတွေ့ရှိပြီးတော့အဲလုံးဝစိတ်ထဲမှာကျင်းနေအားရဝပြီးတော့ဒီကျောင်းကိုရွေးချယ်လိုက်မယ်လို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်အဲနောက်ပြီးတော့ အဲ scholarship အနေနဲ့လည်းဒီအကြောင်းမှာဆိုလို့ရှိရင်အဲ့လိုထိုက်တယ်တဲ့လူတွေကိုဆရာမတွေကအဲ့လိုအမ်သူချင်းမင်းရဲ့အနေဖြင့် scholarship တွေပေးရဆိုတာကိုသိလိုက်တဲ့အခါမှာကိုလှုပ်ဆောင်မှုနဲ့လိုမျိုးအဲ scholarship ရမယ်ဆိုတာကိုသိရှိပြီးတော့တမိကရွေးချယ်လိုက်တာဖြစ်ပါတယ်။ကိုနဲ့တင်တော်တဲ့အကြောင်းရှာနေရဆိုပါကအဲဒီအကြောင်းမှာ လုံးဝအဆင်ပြေကြောင်းအဲစာဒေါ်လာနိုင်ကြောင်းအဲအနှစ်တာရအများကြီးရှိကြောင်း ဲ့လိုမျိုးအနှစ်သာရှိရကြောင်းမလို့လေဒီကြောင်းကိုလာရောက်တက်ရောက်ဖို့အတွက်အဲဖိတ်ခေါ်လိုက်ပါရှင် since uh, since i have been attending this school uh, for a long time and i have seen uh, i have had a lot of good experiences here i suggest you also come and join us here at SEC international school thank you have a good day နိုင်ငံတကာနဲ့ရင်ပေါင်တမ်းပြီးမြန်မာအကြောင်းသားအကြောင်းသူများကိုပညာရေးစနစ်နောက်မကျစေရန်ရည်ရွယ်ကား SDEC International School ကို1996ခုနှစ်ကမြန်မာနိုင်ငံမှာစတင်တည်ထောင်ဖွင့်လှစ်ခဲ့ကယခုအချိန်ထိကျောင်းသားကျောင်းသူပေါင်းများစွာပေါ်ထွက်ခဲ့တယ်လို့သိရပါဗျ။ကဘာလုံးဆိုင်ရာအာယုံစူဆိုင်မှုနဲ့မနှက်ဖြန်အတွက်မျောလင်းချက်ဖြင့်ပေါင်းဆက်တင်ကြားမှုမှတစဉ်ကျောင်းသားကျောင်းသူများအားဉာဏ်ရည်ဉာဏ်သွေးစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုအရာ လူမှုရေးအရာနဲ့ အလားတရားများထူးကျွန်စေရန်စိန်ခေါ်ခြင်းများဖြင့်အရေးအသွေးမြင့်ပညာရေးကိုစွမ်းဆောင်ရည်မြင့်တင်ရန်ရည်ရွယ်က SDEC International School ကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျာ။